ရှင်ရာဟုလာသည်ဘလို့ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ဘလို့ရှုပန်ခဲ့လို့ဖះသားတော်တပါးအနေနဲ့ကျွတ်တန်းဝင်ရသလဲလွန်ခဲ့တဲ့ကဘာပေါင်းတသိန်းအထက်ကာလကဘဒုမုတ်တရမြတ်စွာဘုရားဆိုပြီးတော့ဘုရားတရှိပွင့်နေတဲ့ပွင့်တော့ဥစဉ်တို့အင်မတန်ချမ်းသာကြွယ်ဝတဲ့တထေးတငယ်ချင်းနှစ်ယောက်ရှိတယ်တထေးတငယ်ချင်းနှစ်ယောက်ရှိတယ်တယောက်ကရထပါလအမျိုးကောင်းသားဖြစ်လာမှာအဲ့ဒါ အဲ့ဒီတငယ်ချင်းတတိနှစ်ယောက်ကတဏိတော့မြို့ထဲကိုဆွမ်းခံကြွလာတဲ့ဟိုဟိမွန်တာတိုးထဲမှာဟိုတရားနှလုံးကျင့်သုံးပြီးတော့ဇံအဘိညာဉ်ရနေတဲ့ယတိသူတော်စင်နှစ်ပါးကိုသူတို့တွေ့တယ်တွေ့တော့ယတိတပါးစီအိမ်ပင့်သွားပြီးတော့ဆွန့်လုကျွေးနောက်တော့အင်မတန်ရင်းနှီးတဲ့ဆရာတကာ ဖြစ်တယ်ယတိတပါးကိုတကြွေတယောက်ကိုးခွေတာပေါ့ဟုတ်လားအဲ့ဒီမှာ ရှင်ရာဟုလာဖြစ်လာမဲ့တကြွယ်ကိုးခွေတဲ့ယတိကတီးချေဒေါသအာကြီးတယ်။ဒါကြောင့်သူကပူတယ်။ပူတော့အေးတဲ့နေရာကိုသူကအမြဲတမ်းသွားသွားနေတယ်။အဲ့တော့သူကတကူးရှိတဲ့ယတိဆိုတော့ဘေးနေရာသွားနေလဲဆိုတော့သမုဒ္ဒရာကြီးကိုနှစ်ဖြာခွဲပြီးတော့ပထဝင်းဒရနဂါမင်းရဲ့ဗိမာန်ကိုသွားသွားပြီးတော့နေတယ်တဲ့အဲ့ဒီယတိကဟုတ်လားနဂါမင်းကသိပ်ပြီးတော့စီးစိမ်ကြီးတယ် နောက်ထပ်ရှင်ရထပါလာဖြစ်လာမဲ့တတိကိုးွယ်တဲ့ယသိကတော့ဘယ်ကိုသွားပြီးတော့သူကနေတန့်ရှင်လဲဆိုတော့တာဝရိနာနဲ့ပြည်ကိုသွားပြီးတော့နေတန့်ရှင်တယ်ဟုတ်လားအေးဆရာချင်းမတူရဘူးနော်အေးဆရာမတူတော့တပည့်တွေအကျိုးရဖို့မတူပုံကလေးတတိထားเสียရလဲကောင်းတယ်ဗျာအဲ့ဒီမှာပထမိနရနဂါမင်းကြီးစီကိုသွားသွားပြီးတော့နေတန့်ရှင်တဲ့ယသိကသူ့ရဲ့တတိကဆုံးကပ်ပြီးဆိုလို့ရှင်သူကဆုပေးတယ်တဲ့ပထဝိန္ဒရနဂါမင်းကြီးလို့ ချမ်းချမ်းသာသာစီးတဲ့ဥစ္စာတွေနဲ့ပြည့်စုံပါစေဟုတ်လားတာဝရိန္ဒာနဲ့ပြည်မှာတရင်သွားသွားတုံးတဲ့ယတိကတော့သူ့ရဲ့တကားတထေကဆုံးကပ်ပြီဆိုလို့ရှိရင်တရားမင်းကြီးလို့ချမ်းသာပါစေသူကလည်းသွားတိုင်းပြန်တိုင်းတရားစီးစဉ်ကို မြင်တာကို ဟုတ်လားအဲ့ဒီလိုမြင်တော့တထေတွေကမေးတာပေါ့အရှင်ဘုရားပထဝီနရတကားမင်းကြီးကတော်တော်ချမ်းသာသလားဟာတိတ်ကြီးကြတာပဲငကားစီးစိတ်အဲ့ဒီလိုပြောတော့အဲ့ဒီတထေက နဂါမင်းကြီးဖြစ်ခြင်းတဲ့စိတ်ဒီအများကြီးဖြစ်တယ်။ဘုဒ္ဓထေကြတော့လည်းပဲတရားမင်းကြီးစစ်ဖြစ်ခြင်းတဲ့စိတ်ဒီအများကြီးဖြစ်တယ်။အဲ့ဒီအများကြီးဖြစ်တဲ့စိတ်တွေကကုသိုလ်ကောင်းမှုကလည်းရှိနေတာဆိုတော့သေလဲသေရောအဲ့ဒီပထဝီနရနဂါမင်းကြီးဒီကိုသွားသွားပြီးတော့နေတန်ဆင်းတဲ့ယတိကို ကိုးကွယ်တဲ့ရှင်ရာဟုလာအလောင်းတထေးကပထဝီနရနဂါမင်းသွားဖြစ်တယ်ဗျာ။ရှင်ရထပါလာအလောင်းဖြစ်တဲ့တကြွေကတော့ ကြာမင်းသွားဖြစ်တယ်အဲ့ဒီမှာရှင်ရာဟုလာအလောင်းဖြစ်တယ်အဲ့ဒီငကားမင်းကစိတ်ပြက်တယ်ငါတော့ဆရာမှားနဲ့ကြုံခဲ့တာပဲရုံညံ့တဲ့ဘဝကိုငါရတယ်ရင်ဘက်နဲ့တွားသွားရတဲ့တရားအဖြစ်ကိုငါဖြစ်ရတယ်တကယ်ဆိုငါရဲ့ကုသိုလ်ကောင်းမှုတွေဟာအများကြီးကိုရနိုင်ခွင့်ရှိတယ်။အော်ဒီယသိဟာဒီငကားပြည်ကလွဲလို့ချမ်းသာတဲ့ဘဝတွေကို မတွေ့ဘူးနဲ့တူပါရဲ့စိတ်မချမ်းသာဘူး။နော် ဒါကြောင့်ဘေးသာပေါင်းသူတို့ကတော့ဆရာအရေးမကြီးဘူးလားအရေးကြီးတယ်ဆရာကလည်းသူသိတာသူပြောတာပဲလေသူ့ကိုလည်းအပြစ်တင်ဖို့တော့ခက်ခက်ခက်ပဲအဲ့တော့ကိုယ့်ဟာကိုယ်ရွေးချယ်ပြီးတော့အဆင့်မြင့်တဲ့ဆရာနဲ့တွေ့ဖို့ကြိုးစားဖို့ပဲလိုတယ်ဟုတ်လားသူတို့ကတော့သူတို့သိတာသူတို့ပြောမှာပဲလေမသိတာပြောမှာမပြောတတ်ဖဲကိုဟုတ်လားအေးဟိုမှာငကတရားမင်းကြီးဒီနိတ္တဆင်တဲ့ယတိရဲ့တပည့်ကတော့တရားမင်းကြီးဖြစ်ရတယ်နောက်တော့အဲ့ဒီပထဝီနရငကမင်းက နဂါးတွေဂလုံးတွေဆိုတာတကြားရဲ့အချံရံမျှပဲလေအဲ့ဒီမှာတောင်ရင်သာနတ်ပြည်ကိုသူတို့သွားပြီးတော့ခါစားကြတော့သူ့တငယ်ချင်းတကြားမင်းကိုတွေ့ဟာကြည့်စမ်းအဲ့ဒီမှာတငယ်ချင်းနှစ်ယောက်ပြန်တွေ့ကြတာပြီးတော့တကြားမင်းကလည်းစိတ်မကောင်းဘူးအေးကွာမင်းစည်းစိမ်ကနေတယ်ဒါကြောင့်လူပြည်မှာဖျားပွင့်နေတယ်ဘုရုမုဒ္ဒရာမြတ်စွာဘုရားပွင့်နေတယ်အဲ့ဒီဖျားကိုပင့်ပြီးတော့မင်းကုသိုလ်ကောင်းမှုတွေအများကြီးလုပ်ပြီးတော့ တရားဖြစ်အောင်ဆူတောင်းလို့ခိုင်းနေခိုင်းတော့အေးဟုတ်ပြီဆိုပြီးတော့ရှင်ရဟုလာဖြစ်လာမယ်အဲ့ဒီပထဝီနရနဂါမင်းကဖျားမှုရှိတဲ့တန်ဃာတော်တွေကိုသူ့နဂါပြီကိုပင့်အဲ့ဒီလိုပင့်တော့အဲ့ဒီဘုရုမုဒ္ဒရာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ရင်သွေးတော်နော်ဥပယေဝရဆိုတဲ့ตาမင်းငယ်လေးပါတယ်တကိုးနဲ့ပြည့်စုံတယ်ဟုတ်လားအေးအဲ့ဒီตาမင်းငယ်လေးကိုစွန့်ကြွေးပွဲမှာမြင်တယ် ဩကြည်စမ်းဒီကိုရင်လေးကတကူကြီးတဲ့ယဟန်တော်ကြီးတွေလို့တကူကြီးလိုက်တာနေရထိုင်တော်လဲမြတ်စွာဘုရားသားမှာကပ်ပြီးတော့ထိုင်နေနေရကကြတယ်ဖယားနယ်လည်းပဲရုပ်ကလည်းတော်တော်တူတာပဲတူမှာဗောဗျာဟုတ်လားဖယားသားတော်ကို ဟုတ်လားအဲ့ဒီမှာသူကမေးတယ်ဒါလေးကမြတ်စွာဘုရားနဲ့ဘာတော်တုံးဗောအဲ့ဒီမှာဒါဖယားရဲ့သားတော်ဆိုတော့ဟာငါဖြစ်ချင်လိုက်တာဘေးတည်းတကြဖြစ်ချင်တဲ့စိတ်မရှိတော့ အဲ့ဒါနဲ့သူခုနှစ်ရက်ခုနှစ်လေးအလှကြီးပေးပြီးတော့တပြည့်တော်တဲ့အရှင်ဘုရားရဲ့သားတော်လေးကိုရင်လေးလိုတဆူသူသောဘုရားရဲ့သားတော်လေးဖြစ်ရင်တိတ်ကောင်းမှာပဲဖြစ်ပါရစေလို့ဆုတောင်းတာအဲ့ဒီမှာသင်လာမဲ့ဗဒ္ဒကဘာမှာဂေါရမဗုဒ္ဓဆိုတဲ့မြတ်စွာဘုရားရဲ့ရင်သွေးတော်ယာဟုလာဆိုတဲ့အမည်နဲ့ဣတတဲ့ရတဲ့ဘုရားသားတော်ဖြစ်လိမ့်မယ်လို့ဗျာဒိစကားမိန်ကြားတာဟုတ်လားအဲ့ဒီမှာ ဦးဇင်းတို့ရှင်ရာဟုလာအဖြစ်မဲ့အဲ့ဒီပထဝီန္ဒနဂါမင်းကတရားမင်းနဲ့တွေ့တော့သူ့ကိုလည်းစုပန်ခိုင်းတာနော်စုပန်ခိုင်းတော့အဲ့ဒီမှာတရားမင်းကဟိုအစာဖြတ်ပြီးတော့တရားတရားနဲ့ယဟန်ပြုတဲ့နေရာမှာဣတတရတဲ့မထေမြတ်ကိုမြင်တော့အဲ့ဒီမထေကိုကြည်ညိုပြီးတော့သူလည်းအဲ့လိုဖြစ်ပြရစေလို့ဆုတောင်းတော့ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်မှာအဲ့ဒီတရားမင်းဟာရထပါလမထေဆိုပြီးတော့ဖြစ်လာ ဟုတ်လား เออไอ้อะก็တော့ဥစဉ်တို့ရှင်ยาဟုလာရဲ့ဤတည်းရပြီးတော့ဖရာသားတော့ဖြစ်ချင်းရဲ့အကြောင်းပေါ့နော် သူကတိခါကာမအရာမှာဤတည်းရတယ်ရှင်ยาဟုလာကဟုတ်လား